ကျွန်တော်နိုင်ငံဒီမိုကရေစီနိုင်ငံဖြစ်ရှေ့သွားလို့မရဘူးဆိုတာအခုသဘောဒီမာတွေကြည့်ကြည့်ကျွန်တော်ကမုန်းစကားတွေပြောမယ်စကလုံးကြမ်းကြမ်းတွေပြောမယ်အော်ကြီးဟစ်ကျဲပြောမယ်ဆိုလို့ရှိရင် view မှာယာနဲ့ချီယာနဲ့ချီ900တွေ600တွေ900တွေဟောပညာဝင်မြတာလဲလားတော့ခင်ဗျားတို့နိုင်ငံအတွက်ခင်ဗျားတို့တမျိုးသားလုံးအတွက်ဆောင်ရန်ရှောင်ရန်သဘောတရားတွေလည်းပြောလဲပြော view ကဘာမှမရှိတော့ခင်ဗျားတို့အဲ့ဒီလိုစိတ်သက်နဲ့ ခင်ဗျားတို့နိုင်ငံတိုးတက်ခြင်းလို့စဉ်းစားကြပါဗျာစဉ်းစားကြပါဟမ်ခင်ဗျားတို့စာလည်းမဖတ်ဘူးစာအုပ်ဆိုင်ဆိုဝေးရောပြောလိုက်ရင်ဗာလဲ chat gpt မစဉ်းစားနဲ့မမှန်ဘူးရေးစားလဲမမှန်ဘူး तू ရေးချင်ရာရေးတာ तू ပြောချင်ရာပြောတာတချို့အဲ deep sea ဆိုဘတ်တောင်လိုက်သေးတာဟို chat gpt ဆိုဘတ်လိုက်တယ်เนาะဘယုတ်တုတ်ကတွေရှောက်စဉ်းစားမနေနဲ့ ဝီကီပီဒီယာလည်းသွားမကြည့်နဲ့အမှန်မရှိဘူးကျွန်တော်တို့ကပင်လေ့လာသားသမားစာအုပ်ပေါင်းများများစွာဖတ်လေ့လာထားသမားခမားတို့နိုင်ငံကိုတိုးတက်စေခြင်းလို့တည်စင်းသိလိုက်တာလေးတွေဝေမျှပေးတယ်စားတဲ့ viewer တွေကကြားပြီးတော့ပြေးပါအောင်ပြေးကုန်ပါလိမ့်မယ်အဲ့တော့နိုင်ငံဘယ်လိုရှိဆက်ရောက်မလဲရှိဆက်သွားလို့ရမလဲဟမ်ခမားတို့ကပြီးတစိမ့်ရှိခမားတို့ကတက်မတော်ကိုအပြစ်ပြောမယ် တက်မတော့မကောင်းလို့နိုင်ငံမကောင်းဘူးတက်မတော့နိုင်ငံမတူတော့ပြောခင်ဗျားတို့ကိုယ်တိုင်မပြင်တာအချိုးတွေခင်ဗျားတို့အဲ့ဒီလူတွေကိုယ်နိုင်ငံအတွက်ကိုပြောတယ်ကိုယ်ဒီဆောင်ရံရှောင်ရံတွေကိုပြောပေးနေတာနော်ရန်တွေးနေတာလည်းမဟုတ်ဒါလေးတွေနားထောင်လိုက်လို့ရှိရင်ငါတို့ဘာလို့တင့်တယ်လဲဆိုတာသိသွားမယ်ခင်ဗျားတို့အဲ့ဒါတွေကိုစိတ်ဝင်စားတဲ့ခါကျတော့ခါတိုင်းညဆိုကြည်ပြီး900 500 600နော်အဲ့ဒီလူတွေအဲ့လိုအများစုသောလူတွေကြောင့်အဲ့ဒီလို ဟိုကျွန်တော်အမုန်းစကားတွေမပြောချင်ဘူးဗျာနော်စကားလုံးကကြမ်းရင်ကျွန်တော်ကမရတော့တောက်လျှောက်ထွက်တာအဲ့လိုလူတွေကြောင့်တက်မတော်ကမယူမဖြစ်မနေတာဝန်ယူနေရတယ်တက်မတော်ကိုသွားအပြစ်ပြောလို့မရဘူးကျွန်တော်တို့ကမအူးဆောင်ပြည်သူကပြည်သူကပြည်သူအတိကပြည်သူသာအတိက to the people by the people for the people ဆိုတဲ့ဒီမိုကရေစီဆိုပြီးရှောက်អော်တဲ့ပြည်သူက ကိုယ်တိုင်မဥဆောင်ပဲနဲ့ကိုယ်တိုင်ဥဆောင်ပြီးတော့ဖြက်စီးနေတာကိုယ်တိုင်ဥဆောင်ပြီးတော့မလုံဆောင်ပဲနဲ့ကိုယ်တိုင်ဥဆောင်ပြီးတော့ဖြက်စီးနေတာအဲ့တော့ကိုယ်တိုင်တီဆောက်ပြီးတော့ကိုယ်တိုင်ဖြက်စီးတာကိုကာကွယ်တာတတ်မတော်ဖြစ်နေအဲ့တော့ပြည်သူနဲ့တတ်မတော်ကစန့်ကျင်ဘက် ဖြစ်နေတာတတ်မတော်ကလမ်းကြောင်းမှန်ပြီပြည်သူကလမ်းကြောင်းမှားနေတာအဲ့ဒါကိုခင်ဗျားတို့ကကိုယ်အမကိုမမြင်ပဲနဲ့သူများအမအပဲခွာကြည့် ဘယ်လိုမှနိုင်ငံရှေ့ဆက်သွားလို့မရခင်ဗျားတို့စဉ်းစားကြင်တန်ပြီအဲ့ကျွန်တော်ခေါင်းကျွန်တော်အနေနဲ့ခေါင်းစဉ်ရအဲ့ဒါစဉ်းစားကြင်တန်ပြီဒီကွာလူတွေတက်တော့လူတွေ Facebook အမှာအကုန်လုံးတော်တော်များများသိပါတယ်ကျွန်တော်စကားပြောရင်စဉ်းစားကြင်တန်ပြီကျွန်တော်တို့နိုင်ငံသားတွေစဉ်းစားကြင်တန်ပြီဒါပဲစဉ်းစားမာတွေအများကြီးပဲပြင်ရမာတွေအများကြီးပဲကိုကိုရမ်းဘာမှမဟုတ်ဖဲနဲ့သူများကသွားပြီးအပြစ်ပြင်နေလို့မရဘူး သူမြတ်သွားပြီမနာလိုတယ်လို့မရဘူးမနေ့ကညကျွန်တော်စကားဝတီတုတ်ပြောခဲ့တယ်လူရဲတက်တက်8000ကနေပြီးတော့အခုလို85ရန်ဖြစ်လာတယ်နောက်ဆိုဒန်ကျောင်းဝယ်ဖက်ကစင်9နှစ်သမီးလေးနဲ့9နှစ်သားလေးနဲ့အိမ်တော်ပြုကြမယ်စကားဝတီတုတ်ပြောခဲ့တယ်ခမရတော့အဲ့လိုအမိစာတွေပွားအမုန်းတရားတွေပွားမနာလိုတွေဖြစ်အဲ့တော့လူတွေကပို့ပြီးတော့လူတွေကအသက်တိုတာပဲရှိမယ်စုပ်ကပ်ပဲသွားလို့သွားတာပဲရှိနေတာခင်ဗျားတို့ ချုပ်ကတ်နေတာခင်ဗျားတို့ကိုယ်တိုင်အချင်းအကျိုးတွေမပြောင်းလို့အကျင့်တွေမပြောင်းလို့တခါလာလက်တက်မတော်မကောင်းဘူးအဲဦးသားဦးဆောင်မောင်ကြီးကဦးသားရွှေကြီးဦးဝင်းဦးမေအောင်လည်းဘလောက်ပိုင်ဆိုင်တာဒါပဲရှောက်ကြည့်နေခင်ဗျားတို့ဘာတွေမနာလို့ဖြစ်နေလဲပြောတော့ဗုဒ္ဓဘာသာကြီးတဲ့မနာလို့ဦးမလားသူ့လိုရှာလေသူ့လိုနေရရအောင်လုပ်လေသူ့လိုတန်ကြီးခံပြီးသူ့လိုဒီလိုပင်ပန်းခံပြီးတော့ဒီနေရာရအောင်ဘာတွေခင်ဗျားတို့မနာလို့ဖြစ်နေလဲကျွန်တော်တို့တော့မနာလို့မဖြစ်ဘူး အဲ့ဒီအမုန်းစကားတွေအဲ့ဒီအဘိဓါတွေနဲ့အဲ့လိုဇယိုက်တွေနဲ့နိုင်ငံကဘလို့မှရှေ့ဆက်သွားလို့မရဘူးကျွန်တော်ပြောပြီနော်ရှင်းရှင်းလေးပဲခင်ဗျားတို့နိုင်ငံမတိုးတက်တာခင်ဗျားတို့ပြည်သူတွေကြောင့်ပဲခင်ဗျားတို့ပြည်သူတွေစဉ်းစားချိန်တန်းပြီစဉ်းစားချိန်တန်းပြီဒီစကားကျွန်တော်အခုကပြောတာမဟုတ်ပြောခဲ့တာဒီအတိုင်းပဲဒီအချိုးကဒီအပြောင်းကဒီလေသံမပြောင်းဘယ်တော့မှ အဖိုးကြီးဖြစ်တဲ့ဒီလေဒီလေတံပဲပြောနေပါတက်မတော်ကဘာလို့လို့ကြည့်နေကျွန်တော်တို့အမှန်နဲ့တက်မတော်မှန်တယ်ဘာမှမစိုးလောက်တာခင်ဗျားတို့မှားနေတာကို तू ကလိုက်ပြီးတော့လိုက်ဖာနေရတယ်တက်မတော်က900လို့တက်မတော်ဖြစ်နေတယ်900လို့တက်မတော်ဖြစ်နေတယ်တရက်ချာတက်တာတရက်ချာဗီဒီယိုဖိုင်ပဲတင်တယ်တရက်ချာလိုက်လွန်900လို့တက်မတော်ဖြစ်နေတယ်တိလား တက်မတော်က900လို့တက်မတော်ဖြစ်နေတယ်။ဘာလဲသိလား900ပါလေဝါဟန်စားကျင်တဲ့ခါကျတော့ဝါရဲကောကုန်းသီးတွေရောထုံးတွေရောကိုရွက်တွေရောစမုတ်စပားတွေရောဗမာစည်းတွေရောယာရုပေါင်းစုံပါတဲ့တက်မတော်ကြီးကခင်ဗျားတို့လိုတဲ့ခါကျလို့ရှိရင်ဝါခံရပြီ။ဟမ်အတုံးချခံရပြီ။အမုန်းခံရပြီ။အစဲခံရပြီ။အဆိုးခံရပြီ။ခင်ဗျားတို့မလိုတော့ဘူးဆိုရင်ခင်ဗျားတို့ထွေးထုတ်ပြီ။ ခင်ဗျားတို့စားသုံးပြီးွားပြီးဆိုခင်ဗျားတို့ထွေးထုတ်ပြီဟမ်မကောင်းပါဘူးစက်မမျိုးချတော့ထွေးထုတ်တယ်ထွေးထုတ်တယ်ဟမ်ခင်ဗျားတို့လိုတဲ့ခါကျမှကိုင်းရအောင်စားတာပြီးခင်ဗျားတို့ထွေးထုတ်တယ်ခင်ဗျားတို့လိုအပ်လာပြီးစားစဉ်စားချိန်တန်ပြီဆိုရင်တော့ခင်ဗျားတို့ကိုင်းရအောင်စားဖို့သိကြတယ်ဟမ်မထွေးနဲ့လေအမြဲတမ်း24နိုင်ွားပြီး24နိုင်ငုံသားပါလားတက်မလို့အဲ့လိုကိုင်းရလို့တက်မလို့ဖြစ်နေတယ် နေရတကမှာ तू အထုအထောင်ခံရတယ်အပြောဆိုခံရတယ်အသက်ပေါက်စည်းဒီခံခဲ့ရတယ်ခက်ဆက်ဆက်ပြင်ခင်ဗျားတို့စောက်ကောင်းမပြောဘူးအထွေးခံရတယ်ကောင်းရလို့ပဲစွန့်ပြစ်ခံရတယ်အမုန်းခံရတယ်အသက်ခံရတယ်လှုပ်ကြံခံရတယ်စစ်သားတွေမဟုတ်ဘူးမိသားစုကလေးအစားအကုန်ပါတယ်ကောင်းရလို့တတ်မလို့ဖြစ်နေတာတကယ် တက်မတော်ကဘာမလို့ဆိုအကုန်မှန်နေတာခေဆက်ဆက်လွတ်လည်ရပြီတဲ့ဘူးနေဝင်ရဆပြီးတော့နိုင်ငံကြီးဆပြီးစနစ်ချပေးခဲ့တာဒါကြောင့်မလို့အဲ့ဒီချိန်လေးကနေ systematic army ဆိုပြီးတော့အတုံးတော့ဆတုံးခဲ့တာဒါပေမဲ့အခုချိန်ထိစနစ်မကျသေးတာဘာကြောင့်လဲခင်ဗျားတို့ပြည်သူတွေကမဥဆောင်လို့ခင်ဗျားတို့ပြည်သူတွေကနေတတ်တယ်လို့နေလို့ခင်ဗျားတို့ပြည်သူတွေကဘာကောင်းမှမဟုတ်လို့ခင်ဗျားတို့ပြည်သူတာဝန်မကျေကြလို့ ပြည်သူတွေကမအူးဆောင်လို့တမ်းမတော်ကဆစ်ဆက်သွားလို့မရဘူးစစ်သားတွေကကောင်းကောင်းမနေရဘူးစစ်သားတွေကကောင်းကောင်းမစားဘူးစစ်သားတွေကပြည်တခြားသောစစ်သားတွေနဲ့ရှင်ဘာမှအဆင်မပြေဘူးဒါကြောင့်မလို့ပြည်ပနိုင်ငံကသူတေသနာပြုချက်တွေကမြန်မာနိုင်ငံကစစ်တပ်ကားတဲ့ systematic army ဖြစ်ပါတယ်ဒါပေမဲ့ တဝက်ဖြစ်တယ်တဝက်မဖြစ်ဘူးလေတဝက်ဖြစ်တယ်ဆိုတာကစစ်လက်နဲ့အင်အားတွေဘာတွေညာတွေစနစ်ကျတယ်ဒါမဲ့ရှူမရက်ဆိုနဲ့ပတ်တယ်တော့အိရှာနဲ့ပတ်တယ်စနစ်မကျဘူးလေစစ်သားတွေကနေရဒရစာတော့လောက်ခလာစားနေပါတယ်အက်ဒမင်စထရေးရှင်းနဲ့ပတ်သက်စနစ်ကျတယ်။ရှူမရဆုနဲ့ပတ်သက်စနစ်မကျ။ဒါပြပရဲ့သူတွေတနာပြကျ။ဘယ်ကြမလဲစစ်တပ်ကနေရာတကာလိုက်လိုက်ပြီးတော့အဝါခံနေရတယ်။ ရေဘေးလဲလုတ်အကုန်လုံးလိုက်လုတ်ခင်ဗျားတို့ဒုက္ခယောဂန်ကြီးလဲတကြကြောစစ်တပ်ကိုအာဏာသိမ်းဖို့អော်တယ်အာဏာထိမ်းဖို့អော်တယ်မဲတွေကိုစစ်ခင်ဗျားတို့ပြည်သူတွေချင်းချင်းခင်ဗျားတို့ပြည်သူအယက်သားစုအောင်ခင်ဗျားတို့စစ်ခိုင်းလို့မရတော့တက်မတော်သွားကုန်ကြောင်းတယ်ကာကြုတ်ကလက်ရင်းမှုနဲ့တင်တယ်မရဘူးလက်မခံတော့နောက်ဆုံးမှာပါတီတွေကကာကြုတ်နဲ့ပေါင်းပြီးတော့အာဏာထိမ်းအောင်အဝါခဏခဏခံရတယ်ပြီးတော့ထွေးထုတ်ခံရတယ်ခင်ဗျားတို့ပြည်သူတွေဒီမိုကရေစီအရွေးပြန်ရောက်ပြီဆိုတက်မတော်ခင်ဗျားတို့စိတ်ဝင်စားတော့ 900လို့တက်မတော်ကြီးဖြစ်နေတာကဲအောက်မှာတကောင်တော့ရင်းနေပြီတကောင်တော့ရင်းနေငါဆေးအောင်မလုံနဲ့စူအောင်မလုံနဲ့အမုန်းစကားတွေမပြောခြင်းဘူး